င်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းတဲ့အစာလေးကတော့ဆီယာမရွှေဘိုမိမိကြီးရေးတာတဲ့ဘိုးတော်ဖရာလက်ထက်မူးရစေနေနေရေဆိုတဲ့အစာလေးဖြစ်ပါတယ်ဝဲလွန်သွားခဲ့သူစာရေးဆရာကြီးလက်ဝဲမင်းညို လက်ရာဆန်ထားရဲ့လို့နှစ်နှစ်မြေရှိသူ မဟာတရေစီသူဦးချမ်းသာ ICS YMBA အသင်းတိုင်းမှာဟောပြောကြမှထုံထုံတင်ပြထားခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ရှေးပရေတရစ်ခေမင်းကောင်းအဆက်ဆက် လက်ထက်များကလေးကရေမျိုးငါမျိုးကို တားမြစ်ပိတ်ပင်လာခဲ့ရာခဏိမျက်မှောက်ခေတ္တတိုင်အောင်ပါပဲတကယ်တော့ ရှေးခေတ်သမိုင်းအစနဲ့ဒီကနေ့ရောက်နေတဲ့သမိုင်းဖြစ်ရဆိုတာ တောက်လျှောက်ဆက်ဆက်နေတာမဟုတ်ပါလားဒီဆောင်မမှာတင်ပြခြင်းနာကတော့ဘိုးတော်ဖရာလို့လူသိများတဲ့ဗရုံမင်းမြမသက်ကတဲ့1106ခုနဲ့1182ခုနဲ့ခရစ်နှစ်1864မှာ1839ခုအထိလက်ထက်တော်ကမူးယစ်ဈေးကိုဘလောက်ထိအေးအေးယူနှိမ်နှင်းခဲ့တယ်ဆိုတဲ့အကြောင်းပါပဲ ဘိုးတော်ဘုရားဟာကုန်းမောင်ခေတ်မှာအလွန်ထူးခြားတဲ့မင်းတစ်ပါးဖြစ်ပါတယ်။ကုန်းမောင်ခေတ်တဝက်မင်းကောင်းတစ်ဆက်ရဲလို့ပြောစမှတ်ပြုကြရတဲ့မင်းတစ်ပါးပါပဲ။သူ့ရဲ့ထူးခြားချက်တွေကိုအကြံပြင်းဆိုရရင်ကုန်းမောင်မင်းဆက်တဆက်အနက်နန်းသက်အရှိဆုံးမင်းဖြစ်ပြီး38နှစ်တိုင်တိုင်နန်းဆန်သွားသူပါ။နောက်ပြီးသူ့လက်ထက်မှာနိုင်ငံတော်စီကားဖွံ့ဖြိုးတယ်။ပညာရှိမူမတ်တွေလည်းပေါ်တယ် သူ့ရှေ့မှာမင်းငါးပါးသူ့နောက်မှာမင်းငါးပါးရှိတဲ့အတွက် အလဲတက်တဲ့ကုန်းပေါင်မင်းဆက်အမှတ်6အဖြစ်နန်းဆန်ခဲ့တဲ့ဘယင်မနန်းစဉ်အမှတ်သာ အလဲကြတာမဟုတ်ပါဘူးနှစ်ကာလအရာတွက်မယ်ဆိုရင်လဲအလဲလောက်ပဲကြပါတယ်ပြီးတော့သူ့ရဲ့ပိတကတိုက်တော်မှာကလည်းပေစာပရပိုက်အများဆုံးထားရှိပြီးကိုရိုတိုင်လဲစာအဖတ်ဆုံးဘယင်ဖြစ်ပါတယ် မြန်မာပြည်အများစုဟာကိုယ်တိုင်စာဖတ်လို့မရှိပါဘူးစာတော်ဖတ်များဟုသာအလိုရှိရာအဖတ်ခိုင်းပြီးစာနာကြတာပါဒါတွေကတော့မှတ်မိထားသည်ပြောပြရတာပါ အထူးတင်ပြခြင်းနာကဘိုးတော်ဖရာရဲ့မူရစီနှိမ့်နေအစီအစဉ်ဖြစ်ပါတယ်ဒီအကြောင်းရက်ကို ပြောမှာမဟုတ်ပါဘူးကွယ်လွန်သွားခဲ့သူ စာရေးဆရာကြီးလဝဲမင်းညိုလက်ရဆန်ထားရဲ့လို့ နာမည်ရှိသူ မဟာတရေစီသူဦးချမ်းသာ ICS ကိုတိုင်း YMBA အသင်းတိုင်းမှာ ဟောပြောချက်မှာထုံထုံတင်ပြထားချက်သာဖြစ်ပါတယ်။ဒီဟောပြောချက်တိတ်ခွေကို သူ့ရဲ့ဇနီးဒေါက်တင်နေမီထမ်းမှတဆင့်ကိုယူထားတာပါ။ရှေးမီနောက်မီရာဇဝင်သမိုင်းကျွမ်းကျင်သူကဗျာအလင်ကစားပေးပညာရှင်တို့ရဲ့အဆိုအမိန့်ကို လေ့လာမှတ်သားကြရအောင်ပါ။ ူတိတ်ခွေမူရင်တိုင်းတင်ပြလိုက်ပါတယ်။ဦးချမ်းသာဟောပြောမယ့်နေ့ကအသင်းလာရကကြီးဦးစိုးရကဦးချမ်းသာနဲ့ပြိတ္တကို မိတ်ဆက်ပေးအမှာဦးချမ်းသာရေးတဲ့အမှုပညာဂုံကြီးစာအုပ်ကို တက္ကသိုလ်မှာတင်ကြားဖို့ပြထန်းခံရတယ်ဆိုတဲ့အကြောင်းမှစာပြီးဦးချမ်းသာရဲ့ဂုံကြီးမိဘရောက်ခမတို့အမိပါ ပြောပြပေးထားပါတယ်။နိုင်ငံကြီးကဏီတန်းလို့ စကားဦးပြောပြီးမှဦးချမ်းသာကအသူ့ဟောပြောချက်ကိုစပါတယ်1989ခု21ရက်ခုနလပိုင်းမှာ YMBA အသင်းတိုင်းမှာမဟာသရေစီသူဦးချမ်းသာဟောပြောချက်ဒီနေ့ဟာအမနာပူရမြို့သက် နှစ်200ပြည့်တဲ့ကာလဖြစ်ပါတယ်ဒါကြောင့်အမရပူရမြို့တော်မြို့ဒီနန်းဒီမင်းဖြစ်တဲ့ဘိုးတော်ဖရာလို့လူသိများတဲ့ ပထုံမင်းရဲ့တိုင်းမြူပြည်ပြူဆောင်ရွက်ချက်အများကြီးတဲကရာဇဝင်မှာစာမတင်ပြတဲ့ဖြစ်ရခလီများအချိန်ရသလောက်ပြောပြပါမယ်။ရာဇဝင်ဆိုတာကမှတ်တမ်းတင်လောက်တဲ့အကြောင်းရယ်ဘယ်ဖရာတီးတယ်ဘယ်မိဖရာတောင်းတန်းတင်တယ်ဘယ်နိုင်ငံကိုစစ်ပြူတယ်ဒါတွေကိုသာအကြီးသားထားကြတာပါ။အသေးမွားရဲ့လို့မှတ်တမ်းမတင်လောက်ဆိုပြီးခြံရစ်ထားတာတွေက အများကြီးပေါ့သို့သောပါဇက်ရာဇဝင်လို့ဆိုခြင်းဆိုဟိုတုန်းကအရေးမကြီးဘူးထင်ရတာမျိုးကလည်းနောက်နောင်အခါအရေးပါလာတတ်ပါတယ်ကျွန်တော်ပြောမှာကဖြည့်ဆွက်ချက်ဆိုပါတော့သူတေသနာပြုစရာအကြောင်းရကလေးတွေပါပဲဘိုးတော်ဘုရားက1106ခုနှစ်ဘွား1111ခုနှစ်မှာနတ်ပြည်စံတော်မူတယ်အဲ့ဒီမှာနတ်ပြည်စံတယ်ဆိုတာမင်းအဖြစ်နဲ့သိသွားရင်သုံးလုံးတာပါ နဲ့ရွာဆန်းလေဆိုတာကတော့မင်းအဖြစ်မှကြပြီးသေမပြောတာဖြစ်ပါတယ်ဘိုးတော်ဖះကနိုင်ငံနဲ့လူမျိုးကောင်းစားအောင်တိုးတက်အောင်လုပ်ခဲ့တာဒီအများကြီးပါရှင်မင်းနဲ့ဆိုင်နာမင်းကြီးမင်းသားနဲ့ဆိုင်နာနိုင်ငံတော်နဲ့ဆိုင်နာစတဲ့အဆောင်ရဲ့ချက်တွေတရားစီရင်နဲ့ပတ်သက်တဲ့မင်းမြေသာသနာမြေအယက်သားမြေစတာတွေခွဲခြားတတ်မှတ်ပေးတာတွေ ဒါတွေအကုန်ပိုင်းခြားသတ်မှတ်ပြီးတော့မူပါတယ်။နောက်ပြီးကုံစည်းနှုံးတည်ငြိမ်ရေးစစ်သည်ရဲမဲ့အိခါဖူလုံးရေးအလေးတင်အောင်စတဲ့ချိန်တင်ချာတိုင်းတင်ချာချင်းတင်ချာအညီတညွတ်တဲ့ဖြစ်ရေးစတာတွေကို အောင်အောင်မြင်မြင်ဖြစ်မြောက်အောင်လုပ်ခဲ့တယ်လေ။ရှေးကငွေသားကိုဖြတ်တော်သုံးဆွဲရလို့ငွေစားရလို့ခေါ်တယ်။တကြသားငါမှုသားစသည်ဖြင့်ပေါ့ အဲ့ဒီမှာငွေသားရဲ့အေးအသွေးကောင်းညံ့ချိန်ခွင်မှန်မှန်မှန်ဒါတွေကိုမသိနာမလဲတဲ့စင်ရသားပြည်သူများအလိညာခံကြရတာသိပ်များပါတယ်။ဒါချင်းတဲ့ဥအောင်ဖြိုးကဘိုးတော်အိမ်နှိမ့်ဆန်ဘဝကပေးခဲ့ဘူးတယ်ဆိုတာအဲ့ဒီလိုငွေစားတွေပေါ့ဒီတော့ကိုဒါတွေတပြေးညီမှန်ကန်အောင် အာနာသုံးပြီးတိဆောက်ယူခဲ့ရတာပါ နောက်ဘိုးတော်ဘုရားကငွေရင်းကကြည်ရင်းကတွေ ုံနှိပ်ထုတ်ဝေသုံးဆွဲစည်းပါတယ်။သူကတနင်္လာသားမှုဒင်းကားမှာငားရုပ်ခတ်နေတယ်။ငချင်းလေးနှစ်ကောင်နဲ့ပုံပါ။နောက်ပြီးစင်းရဲသားတွေကျွေးတင်ကြုံဖြည့်ကြရတာတွေကျွေးတွေလျှော်ပြဖို့ခိုင်းနေဒါမျိုးတော်ရုံမရင်မလုပ်ဝန်ဘူး။သူကတော့ဖြစ်အောင်လုပ်ခဲ့တယ်။တချို့မိရှင်မိသားဤနိုင်ဖြံမြေပေးတယ်။ အာနာဇက်ယွတ်တော့ပြေလေတာများပါတယ်တချို့မပြေလည်ရင် သူကငွေရိုက်တော်ကငွေထုတ်ပြီးဆိုက်ပေးတယ်ဒါတကျွေးတင်ဘယင်ဆက်ဆိုတဲ့စကားစပေါ်လာတာပါပဲဒါအပြင် ရာဇဝင်မှာမပါပေမဲ့အခုခေတ်အမြင်နဲ့ကြည့်လိုက်ရင် သူ့လက်ထက်မှာအရေးပါတဲ့ဆောင်ရွက်ချက်နှစ်ခု တွေ့ရတယ်အဲ့ဒါကတော့နိုင်ငံနဲ့ပြည်သူအကျိုးအတွက်မူရဲ့ထုံထိုင်း ဆေးဆွဲသူများနှိတ်ခွခြင်းနဲ့ဒေါက်တာရန်ကူတွေဖယ်ရှားခြင်းပဲအဲ့ဒါကို ပြောခြင်းပါတယ်ဘိန်းဘိန်းကစောဆိုတာတွေကအဲ့ဒီခေတ်ကတည်းကလိုက်စားကြတယ်ထင်ပါရဲ့ဟိုလူမိုက်မကုံနိုင်ဘူးဆိုသလိုပေါ့လေဒီလို သူ့တိုင်းသားတွေပေတေပျက်စီးနေကြတာတွေ့ရကြရတော့ကဘိုးတော်ဖះကဘိန်းတော့အပြတ်နှိမ်မဖြစ်မဲ့ဆုံးဖြတ်ပြီးဘိန်းအောင်သူ ိန်းစားသူမှန်ရင်သဘုံနဲ့အပြစ်ဒဏ်အတူတူထားပြီးသတ်စီပါပဲဒီကိစ္စနဲ့မငင်းမကွယ်နိုင်သူမှန်ရင်သတ်ပြတာပါပဲဒီနေရာမှာဘုရောဖရားနဲ့အလွန်ရင်းနှီးတဲ့သူ့လူရင်းပေါ်တောင်မင်းကြီးဆိုတာရှိတယ်အမရဘုရားမြို့မှာအခုတက်တည်တောင်မင်းကြီးဖရားဆိုတာတောင်လေးလုံးကျောင်းတိုက်ဝင်းထဲမှာရှိပါတယ်အဲ့ဒီဖရားဒယကာတောင်မင်းကြီးမှာတူးတဲ့သောသားတယောက်ရှိတယ် သားရဲ့နာမည်ကအမောင်ကန်းနဲ့မိဘများကအလွန်ချစ်ပြီးအလိုလိုက်ထားတဲ့သားပေါ်လီမူမတ်သားလည်းဖြစ်အလိုလိုက်ခံထားရသူလည်းဖြစ်တော့အပေါင်းအသင်းများတဲ့ငွေစပေါ်တာ ਉ မောင်ကန်းအရွယ်ရောက်လာတော့ဘိန်းဆွဲပြီးဘိန်းစာဖြစ်သွားပါလေရောနောက်ဘိုးတော်ဖျားရွှေတော်ကြားသွားတယ်ခက်ပြီဒီရင်ဘိုးတော်ဖျားကသူ့လူရင်တောင်မင်းကြီးကိုခေါ်ပြီးမောင်မင်းသားကိုကြည့်ဆုံးမအောင်လို့အမိန်တော်ရှိလိုက်တယ် တကယ်တော့သူ့လူရင်းမှုမင်းသားဘိန်းဖြတ်ပါသည်ဆိုတဲ့သဘောနဲ့ပေါ့ဒါပေမဲ့လည်းတောင်မင်းကြီးဆိုတာက ဥပဒေကိုယိုသေးသူတိကျပြတ်သားသူဖြစ်တယ်။နောက်ပြီးဘရင်စကားမိုးချိုးသွားဆိုသမဟုတ်လား။ကိုယ်တိုင်ပါဝင်တဲ့ဘရင်အစိုးရအဖွဲ့ကထုတ်ပြန်ထားတဲ့ဥပဒေပဲလေ။သူကိုယ်တိုင်က ချိုးဖောက်လို့မဖြစ်ဘူး။ဒီတင် ဥပဒေမှာရှိတဲ့အတိုင်းသူ့သားကိုခေါ်ပြီးအာဏာပကွက်သားတွေလက်ထဲ အပ်လိုက်တာပါပဲတူတည်းရှိတယ်သားသိပါလိရောအဲ့ဒီတွင် အမရပူရမျိုးတော်မှာပြောစမှတ်တွင်လာတဲ့ဇကားရှိတယ်ဒါကိုအကြောင်းပြုလို့ပေါ့တောင်မင်းကြီးမြတ်မှန်မောင်ကန်နဲ့လီမောင်ကန်ဓာရီဝိုင်းသေချက်ကရိုင်းလို့ဆိုပဲမှတ်မိသမျှပြောရတာကာယံကမကြိုက်ဘူးဒီနောက်တော့တောင်မင်းကြီးခင်ဗျာဒီစိတ်နဲ့ပဲ ်စိတ်မူမမှန်ဖြစ်သွားကြောင်းသိရပါတယ်။မဟာတရေစီသူဥချမ်းသာဟောပြောချက်ကဒီမှာနေတခန်းရပါပြီ။နောက်အစဉ်ပြင်သူပြောတဲ့ဒေါက်တာရန်ကူရီဘိုးတော်ဖရာဖယ်ရှားတော်မူပုံကိုဆက်ရေးပါဦးမယ်။ရှေ့မှာပါတဲ့တောင်မင်းကြီးဖရာဆိုတာဒီနေ့ထက်တိုင်းအမရပူရမြို့တောင်လေးလုံးကျောင်းတိုက်အနီးမှာရှိပါသေးတယ်။မူးရစေသုံးဆွဲမှုကိုသဘုံမှုနဲ့ဒန်းတူအပြစ်ဒဏ်ချမှတ်တယ်ဆိုတာ သိမှတ်စီရပါပဲ။ကုန်းပေါင်မင်းဆက်အမှတ်30မင်းတို့မင်းတရားကြီးရတနာဘုံမန္တလေးမြို့မှာစံတော်မူစဉ်ကလည်းဒီလိုဖြစ်ရတခုဖြစ်ပူပါတယ်။အဲ့ဒါဟာကတော့သဘုံမှုပါ။မင်းတို့မင်းကြီးရဲ့စစ်သူကြီးတဦးဖြစ်တဲ့မဟာသမိန်ပရန်းဘွေရမင်းလက်ဝါးကြီးကလည်းသူ့အသားအရင်တယောက်ဟာသဘုံအဖွဲတစ်ဖွဲမှာ ပါနေတာဖန်စီရမိတော့သူ့သားကို သူကိုယ်တိုင်ပဲ ေစီစီရင်ချက်ချပြီးဘဂဝတ်သားလက်အပ်လိုက်ပါတယ်သူကတော့စိတ်ပူပြီးပြတ်တယ်လို့ဆိုရမယ်ထင်ပါရဲ့ပုံမှန်နေနိုင်တဲ့အပြင်သားတော်သီဘောမင်းလက်ထက်အင်္ဂလိပ်မြန်မာတတရစစ်ပွဲမှာတော့မင်းလာခံတတ်မှနေပြီးဥဆောင်တိုက်ခိုက်ပါသေးတယ်မြန်မာမင်းများလက်ထက်မှာအခုလိုကြောသားရင်သားမခွဲကြပဲဥရီလိုက်နာသူတွေပြောစမှတ်ပြုလို့အောင် ရှိကြတယ်ဆိုတာ မှတ်သားစီရပါပဲဘိုးတော်ဖရာလက်ထက်ဒေါက်တာရန်ကုဖယ်ရှင်းရေသမားတို့ရန်ကုနှစ်ယောက်နဲ့တကွသူတို့လို သမစဉ်ဆရာမဟုတ်တဲ့ဆေးဆရာတွေနန်းတွင်လာရောက်ခါစားကြစီလို့ခေါ်လိုက်တယ်မြမနိုင်ငံမှာနေမကောင်းထိုင်မသာဖြစ်ပြီးဆိုရင်ဆရာဝန်နဲ့တကွ နိုင်ငံများအစေ့ကို အာကိုကုသကြသူရဲ့မြမစေးစရာရဲ့ရိုးရာတိုင်ရင်စီနဲ့ကုသကြသူရဲ့လို့လူရုအနေနဲ့အကြိုက်နှမျိုးရှိပါတယ်ဒီသဘောကလည်းသူခင်းတဲ့သူဖြစ်လာတဲ့အခြေအနေတရပါပဲမြမမင်းမြလက်ထက်ကတော့သမိုင်းတလျှောက်လုံးမင်းနဲ့ပြည်သူအတူတူပဲ မကွဲမပြားတိုင်ရင်စီများကို အာထာကုသခဲ့ကြတဲ့ကာလပါဒီနောက်အင်္ဂလိပ်လက်အောက်မှာ မြန်မာနိုင်ငံအထက်ပိုင်းကနှစ်ပေါင်း60ကျော်အောက်ပိုင်းကနှစ်ပေါင်း100ကျော်လောက်နေခဲ့ကြရနေတော့စိတ်ကူတမှုအခြေအနေတွေပြောင်းကုန်တယ်။ဇယဝင်တဲ့နိုင်ငံသားစိတ်ကိုမှယုံကြည်အားထားသူများတဲ့များလာတာနဲ့အမျှတိုင်းရင်စေးစရာနဲ့စိတ်ကို အားထားသူတဖြည်းဖြည်းနည်းပါးလာပါတယ်။ကြေးလက်တော်ရွာနေသူအများကတော့ဇယဝင်လက်လမ်းမမီတာကတကြောင်ငွေကြေးမတက်နိုင်တာကတမျိုးမို့ ဒေသခံတိုင်းရင်းစီသမားနဲ့စေဝါကိုသာအားထားကုသနေကြစေပါပဲဒီလိုအခြေအနေမျိုးမှာဒုတိယကဘာစစ်မီဝင်မှွေလိုက်တော့ကတိကျပြီးတဲ့အတိုင်းမြမလူလူလှိမ့်ခံနေကြရတာ၃နှစ်၃မိုးကြာသွားပါတယ်ဒီတော့စစ်အတွင်းကာလမှာဆရာဝန်နဲ့တကွနိုင်ငံသားစေးတွေရှာပါပြက်လက်ကုန်ပါရော့ ီမှာနေလူနာရှင်တွေဖို့ကြိုက်ကြိုက်မကြိုက်ကြိုက်မြမစေးသမားရဲ့တိုင်းရင်စေးတွေကိုပဲ အာကိုတခုပြုတ်ပြီးကုသကြရတော့ပေါ့ဒီတော့မှတို့ဘိုးဘွားမိဘတွေသုံးခဲ့ကြတဲ့တိုင်းရင်စေးတွေလည်းပဲကောင်းသလောက်ကောင်းတာပဲဆိုတဲ့အချက်ကိုလက်တွေ့သိလာကြပြီးမူလကအထင်သေးအမြင်သေးခံနေကြတဲ့မြမစေးဆရာများအတန်အသင့်ကောင်းမော်လာနိုင်ပြီလို့ဆိုရပါမယ် နောက်တစ်ချက်ကလည်းမြမလွတ်လည်ပြန်လည်ရရှိလိုက်ပြီးဆိုတော့ကနိုင်ငံတော်အစိုးရများကလည်းမိမိတို့ရိုးရာတိုင်းရင်းစည်းကိုပွင့်မျိုးတိုးတက်လာအောင် ပြန်လည်နေရာရလာအောင်မြေတောင်မြောက်ပေးသင့်ကြောင်းစေတနာပေါက်လာပြီးကုညီပံ့ပိုးမှုအစီအစဉ်တွေချမှတ်လှုပ်ဆောင်ပေးပါတယ်ဒီနေရာမှာဘလို့ပုံကိုမျိုးမှမြမအစည်းစီရာတယောက်ဖြစ်မြောက်နိုင်နေဆိုတာ အမွက်လောက်ပြောပြခြင်းပါတယ်မြမအစည်းစီရာများအနေနဲ့ စာသင်ငန်းနဲ့စာမေးပွဲနဲ့စနစ်တကျသင်ကြားတက်မြောက်ရတဲ့ဆရာဝန်များလို့တော့မဟုတ်ခဲ့ဘူးပေါ့ဒါပေမဲ့သူတို့မှလည်းသူနည်းသူဟန်နဲ့ဆေးစရာအမိခံနိုင်ဖို့နှိရှီလာများအချိန်ယူစ조사ကြရတာပါပဲဆေးစရာရဲ့လို့အမိခံအသက်မွေးနိုင်ဖို့နီလန်နလန်ရှိပါတယ်ရှေ့ပဝေတဏီကလေးကကျင့်သုံးတီဆောက်ရတဲ့လမ်းစဉ်တွေပါပဲပထမနည်းကသမစဉ်ဆရာလို့ခေါ်ရပါမယ် ဘေးဘုံပါမှစပြီးစေးစရာအလုံးနဲ့အသက်မွေးခဲ့ကြသူများပေါ့စင်းသက်လာတာကိုကစေသမားမျိုးမို့လို့ဗီဇစိတ်တက်အရရော ကြီးပင်းလာတဲ့ဘဝတလျှောက်မှရော လူမမရဲ့အင်ကယုတ်အကဲခတ်တာကအစလို့သွေးဆန်းမှုယောဂလက္ခဏာရှာဖွေမှုစေဖော်နီးကားဆိုတာတွေကိုတသက်လုံးမျက်စိရည်နားရည်ဝပြီးရင်ပါပြီးသားကိုဒါပေါ်မှာ ဖခင်ဖြစ်တဲ့စီစီယာကြီးကလည်းသူ့သားကိုစေကုသွားရအတူခေါ်သွားပြီးလက်ထပ်သင်ပေးတော့တာပါပဲဆိုပါစို့လူနာသွေးဆန်းဒီယောက်ျားမိန်းမလူနာခွဲကြပြီးစမ်းသက်ကြည့်ရမယ့်နေရာစမ်းသက်တွေ့ရှိချက်အခြေခံပြီးဆွဲကတ်တဲ့ယောဂါကုသလို့လွယ်မလားခက်ခဲမလားရိစားမိအောင် တပါတဲ့လက်တွေ့သဏ္ဍာန်သင်ပေးတာပါဒီလို၃နှစ်တန်တယ်၄နှစ်တန်တယ် စာတွေလက်တွေတင်ယူပြီးဖြစ်လာတဲ့ဆေးဆရာကိုသမစဉ်ဆရာလို့သုံးလုံးကြီးရတယ်လေဒုတိယဆေးဆရာအဖြစ်ဒီကပိုခတ်ခဲပြီးအချိန်လဲပိုယူရတယ်သူကဆေးသမားမျိုးမျိုးမှ မဟုတ်ပဲကို မဟုတ်ပေမဲ့မူလစိတ်တက်ကအထုံးပါရဲဆိုရမလားဆေးပညာဝါသနာကြီးလေတော့ကြော်ပိတော်ပိဆရာကြီးများထာမတပည့်ခံပြီးအတူတောရောက်နေထိုင်လို့ဝေကြီးဝေငယ်ပြုစုရသေးတယ် ဒါတောင်ဆရာကြီးကအကဲဖက်ပြီးဖြစ်လောက်တဲ့အထဲမှာဆရာသင်တပည့်ရဲ့လို့လက်ခံတာပါအခုပြောတဲ့သမစဉ်ဆရာရဲ့ဝါသနာပါရမီကြောင့်ဖြစ်လာတဲ့ဆေးဆရာနှမျိုး အကြောင်းသိသာရုံ ပြောပြပါမယ်ဘိုးတော်ဖရာလို့ကြော်ကြားတဲ့ဘရုံမင်းတရားကြီးလက်ထက်ကဘယင်အမေတော်ရှိလို့ရှေ့တော်မှာတင်လျှောက်ကြတဲ့သမားနှစ်ဦးရဲ့စကားကိုမူရင်းအတိုင်းဖော်ပြရရင် တမစင်ဆရာငချစ်ပွင့်ရှိကဒီလိုပဲရေးပါတယ်ဘိုးတော်ဖះကရှေ့တော်ခေါ်ပြီးထုံနာနဲ့ပတ်သက်တဲ့အစီအကြောင်းမေးတော်မူတဲ့အခါဆရာငချစ်ပွင့်ကဒီလိုတင်ကြားပါတယ်ကျွန်တော်မျိုးဘေးဘိုးဘကသည် ကျွန်တော်တိုင်အောင်စေသမအစဉ်အဆက် ပြုလုပ်သူ ဖြစ်ပါသည်စေချမ်းများလက်ဆွဲပြုပြီး ကုသသည်မှာ ဘိုးဘကဆ၍ကုသသည့်ဇေနီကို အနာနှင့်လျော်စွာလက်ထက်တင်ပြခဲ့သည့်အတိုင်းကုသပါသည်ဇေကျမ်းများမှာလက္ခဏာဒီပကကျမ်းဓာတုဒီပနီပင်စပုတ်စပုတ်ဇေကျမ်းများကိုအင်တန်သာကြည့်ရှုလေ့လာဘူးပါသည်ကျေးရွာနီးအဆက်များက ပင့်ခေါ်လင်းဆေဝါကုသ၍အသက်မွေးပါသည်ယခု ပြန်ပြောကြ၍သိရသည့်အနာကိုဆင်ញင်လင်း ်ဆွဲရောက်သည့်ဝေဒနာတော်သည်အထက်ကဆွဲကပ်ဖူးသည့်ထုံနာငွေပင်ထဲမှသည်ဘိုးတော်ဖရာအမိတော်ကိုတမစင်ဆရာငချစ်ပွင့်ဖြေးချတင်လျှောက်ပြီးနောက်ဝါသနာပါရမီနဲ့ဖြစ်ထောလာတဲ့ဆရာငရွှေပုရဲ့လျှောက်တင်ချက်ကိုဆက်လက်တင်ပြပါမယ်အဲ့ဒီဆရာငရွှေပုကိုဘုရင်ကခေါ်ပြီးမေးတဲ့နေစွဲကတော့1180ခုမယုံလားပြေကျော်စနေရက် ခရစ်နှစ်19ရက်6လ1819ခုမှာဖြစ်ပါတယ်ဇေယငရွှေပုတင်ကြားချက်ကတော့ကျွန်တော်မျိုးအသက်20အရွယ်ကစိတ်အတက်ကိုစွဲမြဲကုသပါသည်ယခုအသက်63နှစ်တိုင်ဖြစ်ပါသည် အထက်ဆရာစဉ်နီးနာခံမှုသည်မှာရတနာသိင္င့မြို့တော်မြောက်စညသာနီ ဆရာကြီးငသာဆန်နှင့်ချီပါရွာဆရာကြီးငကြွတ်တို့ထံနီးနာခံတပည့်ပြုလုပ်ရပါသည်ကြားရွာဆရာငအောင်နောက်ကလည်းဆေးအစ်ပြစ်တောင်းကိုထမ်း၍အရက်ရက်လှဲ့ပိုက်ဟာထုံနာဆွဲလျင်စူးကောက်နက်25ချက်စမုံမျိုး9ပါးတပည့်စီဇာရိတ်ဖိုးတပည့်လေးညင်းတပည့်တရိကတ္တ၃ပါးတပည့်များကို အမှုအညက်ပြု၍ ရေနွေးဖြင့်တိုက်ရမည်ဆိုသည်ကို နီးကံမှတ်သားရပါသည် နှစ်ပေါင်းများစွာဆရာစင်ဆက်သင်ကြားကြည့်ရှုသည့်စေကျမ်းစေတာများကိုအသည့်သည့်ဆရာများပြတာ၍နီးနာခံရပါသည်လို့တွေ့ရပါတယ်မင်းတရားကြီးစေတော်များနဲ့ပကံပြီကျော်စေကျမ်းအတွဲမန္တလေးမြို့မြမတရားပုံလေးတိုင်းမှာ1912ခုနှစ်တွင်ရိုက်နှိပ်ပါသည် အဖိုးလေးပဲပြရပါသည ထက်ကစေးချမ်းမှာဖော်ပြထားသည့်အတိုင်းအဲ့ဒီခေတ်ကစေးဆရာဖြစ်တဲ့နန်းဆိုတာဆရာတော်လျာစေးအစ်ပြတောင်ထမ်းတပည့်ခံလိုက်ပြီးတင်ယူကြရတာတွေ့နိုင်ပါတယ်။သမိုင်းပညာရှင်ဒေါက်တာသန်းထွန်1980ခုနှစ်ကမန္တလေးမြို့မှာဖတ်ကြားတဲ့အမိုက်တဲကရွှေစာရမ်းမှဖြစ်ပါတယ်။ယနေ့ခေတ်စေးအကြောင်းကသင်တန်းနဲ့တော့တခြားစီပေါ့။ဒါပေမဲ့ဝါသနာအရင်ခံပြီးဇွဲလုံးလာတဲ့ဆရာတူဖြစ်မြောက်လာအောင်စီးဝူးရတဲ့ နှစ်ကာလအပိုင်းခြားကမနှဲလာပါဘူးရှေခိကဒီလိုသမားကြီးများကုသတာနဲ့အချို့ယောဂဝေဒနာတွေဒိဋ္ဌပျောက်ကင်းစေတဲ့ပွဲတွေလက်တွေစေစွမ်းကောင်းနေအမြောက်အများရှိခဲ့တာအမှန်ပါပဲအခုတော့ပြောစရာ ရှိရဲ့အဲ့ဒီတခုကသမအိုကြီးများတဲကတချို့ဟာအကြောင်းအကြောင်းကြောင့်သူ့ပညာသူ့ကုထုံးတွေကို အသေးချာမှတ်တမ်းမှတ်ရနေတကွပညာအမွေမပေးခဲ့ကြပါဘူး ီတော့ကအလွန်အာနိသင်ထက်မြက်တဲ့ဆေးဖော်နီးကားတွေဟာပညာရှင်နဲ့အတူပျောက်ကွယ်သွားရတာတွေအများကြီးရှိနေမယ်ထင်မိပါတယ်ဒီလိုတိမ်ကောပျောက်ကွယ်သွားရတဲ့ဆေးပညာတွေဆိုတာမျိုးဟာမြန်မာနိုင်ငံမှာတွင် ဖြစ်တာမဟုတ်ပါဘူးသေသူကိုနှစ်ပေါင်း3000နှစ်ပေါင်း4000အထိမပုတ်အောင်ဆေးစီရင်ကျက်စီးတဲ့အတက်အီဂျစ်ပြည်မှာရှိခဲ့တယ် ဆိုတာအများသူကသိကြပြီပါပဲ။ ဒါဟာအသိပ္ပညာရဲ့လို့တတ်တတ်မတ်မအမိမတက်ခဲ့ပေမဲ့ဒီလောက်စွန်းတဲ့အတက်မျိုးဆိုတာငင်းနိုင်မယ်မဟုတ်ပါဘူးအခုအဲ့ဒီပညာရတွေရှိသေးရဲ့လားအစအနမကြံကွဲပြောက်သွားခဲ့ရပါပြီ ယခုဖော်ပြခဲ့တာတွေကတကယ်လို့လို့အဟုတ်ဖြစ်မြောက်လာတဲ့တမားတွေအကြောင်းအရေးအမွတ်ပဲဆိုပါစို့အဟုတ်တကယ်မတက်ကြွမဲ့စေးပညာအမိခံပြီးစေကုသနေကြတဲ့တမားသူတမားရောင်ဂဏိကေစကားနဲ့ဆိုရင် ဒေါက်တာရန်ကုမြားဘိုးတော်ဖရာလက်ထက်တော်ကလေးကရှိနေခဲ့ကြောင်းဖြစ်ရကို ပြောပြခြင်းပါလေဒီစကားကလည်းအရင်လားကအတွေ့အမြင်စာဆောင်မှာရေးခဲ့တဲ့ဘိုးတော်ဖရာလက်ထက်မူးရေစေးနှင်းနေစောင်းမရဲ့အဆက်အနေနဲ့စာရေးဆရာကြီးဥချမ်းသာရဲ့ဟောပြောချက်မှ ထုတ်လုပ်တင်ပြမှာဖြစ်ပါတယ်သူစနီဒေါက်တာနေမေရဲ့ခွင့်ပြုချက်အရမူရင်းတိတ်ခွေမှာကူးယူထားတာပါ ဆရာကြီးဟောပြောခဲ့တဲ့အခမ်းအနားကစပြီး ပြောပါမယ်21ရက်6လ1989ခုနှစ်ရန်ကုန်မြို့ YMBA အသင်းတိုင်းမှာစာရေးဆရာကဗျာဆရာကြီးလက်ဝဲမင်းညိုလက်ရာဆန်ထားနှမီကန် ICS ဟောပြောသည့်အချိန်မှာအသင်းနိုင်ငံကကြီးဦးစိုးရကဟောပြောမိပုဂ္ဂိုလ်နဲ့ပြည်သက်ကိုမိတ်ဆက်ပေးပါတယ်ပြီးမှဟောပြောပွဲစတင်ပါတယ် ဥချမ်းသာ၏ဟောပြောချက်ဒီနေ့ဟာအမရပူရနှစ်နေရာပြီ ကာလဖြစ်ပါတယ်ဒါကြောင့်အမရပူရမြို့တီနန်းတီမင်းပြစ်တဲ့ဘိုးတော်ဖရာလို့ခင်ရှားတဲ့မရုံမင်းရဲ့တိုင်းပြူပြည်ပြူဆောင်ရွက်ချက်တွေအများကြီးတဲ့မှာရာဇဝင်တွေမှာစာမတင်ရသေးတဲ့အမှတ်လောက်သားလောက်ဖြစ်ရကလေးတွေအချိန်ရသမျှပြောပြပါမယ်စောစောပိုင်းကဘိုးတော်ဖရာရဲ့မူရေးစေဝါနေနီပြောခဲ့ပြီးပါပြီအခုတခါတော့ သမားတုသမယောင်ဒီခေတ်စကားနဲ့ဆိုရင်ဒေါက်တာရန်ကူတွေပေါ့အဲ့ဒီဒေါက်တာရန်ကူတွေကိုဘယ်နည်းပယ်ပုံဖယ်ရှားခဲ့တယ်ဆိုတာပြောပြပါမယ်ဘိုးတော်ဘုရားဟာ အလောင်းမင်းတရားကြီးရဲ့သားတော်ပြီးပြီးနိုင်ငံတုတ်တဲ့အကြီးဝါးကြီးကို မဖြစ်မနေလုပ်တယ်စစ်ကစားဖို့လဲဘဝသနာကြီးတာပဲဒီတော့ကသူ့သားတော်ကြီးအိမ်ရှိဆန်ရခိုင်နိုင်မင်းသားကြီးဆိုတာ နားရတယ်မရှိပါဘူး ထိုင်းနယ်စစ်သွားလိုက်ရမဏိပူရနဲ့ရခိုင်ပြည်သွားလိုက်ရနဲ့ခရီးကြီးသွားတယ်သွားနေရတော့ကြာတော့ငှက်ဖျားဝင်ပါလေရောဒီတွင်နန်းတွင်သမားတော်ကြီးတွေနဲ့သင့်ရစီတော်များဆက်ပြီး ကုသကြရတယ်ပေါ့ဒါပေမဲ့ငှက်ဖျားကရှင်းရှင်းမပြောက်ဘူးတိုးလိုက်ဆုပ်လိုက်ဖြစ်နေတယ်ဒီလုံနဲ့ရန်ညောင်းလာတော့ဘိုးတော်ဖျားကသူသိတ်ချစ်တဲ့သားတော်ကြီးအတွက်ရရမေးဖြစ်လာတယ်လीလန္ဒနှီးတယ်ပေါ့လीစိတ်စောပြီး ဒီလိုစီစဉ်တယ်။နန်းတွင်သမားတော်မဟုတ်ပင်မဲ့အပြင်ကဆေးဆရာများ ကုသပေးခြင်းသူပေါ်ထွက်ရင်ခွင့်ပြုတော်မူမယ်လို့အမိန့်တော်ရှိတယ်။အဲဒီမှာ သမားဖြစ်ဖို့တဏ္ဍရဲ့ပါရဲ့မရှိပေမဲ့အယိုးအစင်ဆိုတာရှိသေးတာပဲ။သမားကြီးများရဲ့အသာသမက်စသည်ဖြင့်ပေါ့။အရင်ချာမရှိလဲနှစ်ပေါင်းများစွာ တပည့်ခံပြီးဆေးအေကြီးကိုင်းနောက်လိုက်အဖြစ် လက်တွေ့ပညာယူရတဲ့သားတစ်ပည့်တွေရှိတယ်။ဆရာအလုပ်သူကစိတ်ချရပြီးစေကုလို့ဖြစ်ပြီးလို့လက်လော်လိုက်ရမှာအလုပ်လုပ်စားဝင်ရတာပါ။ရှေ့ကပြောခဲ့တဲ့အတိုင်းဘိုးတော်ဖေကအမိန်တော်ရတမစင်မဟုတ်တဲ့သမားရန်ကူနှစ်ယောက်ကသူတို့အာမခံကုပါမယ်ဆိုပြီးနန်းတော်ရောက်လာကြပါတယ်။သူတို့မှာပါလာတဲ့စေးတစ်မျိုးကို နနက်သီးအရင်နဲ့ရောပြီးစေးတော်ဆက်တယ်။ ပြီးတော့ပြန်သွားကြတာပဲအင်းရှိကိုတော်ကြီးရဲ့မူလအချင်းကြီးကတိတ်ဆိုးရွရမဟုတ်ဘူးနလန်မထသေးတာပဲရှိတယ်အဲ့ဒီရန်ကူနှစ်ယောက်စေတော်ဆက်ပြီးသွားတဲ့ညံ့ဒီမှာပဲအင်းရှိမင်းကံတော်ကုံမာရောဒုက္ခရောက်ပြီလေဘိုးတော်ဖះကဒီအဖြစ်ကိုလူသိမခံဘူးအင်းရှိကိုတော်ကံတော်ကုံပြီဆိုတာပေါ့သူ့အတိုင်းမင်းကအဖွဲကိုသာအတိပေးပြီးငါဤသားတော်ကြီးကိုတော်ဒီလိုမျိုး စေးစမ်းတဲ့အကောင်တွေစင်ရတာပြည်သူတွေဆိုရင်ဘလောက်ဒုက္ခပေးမလဲလို့စင်ញင်ပြီးမိန်တော်မူတယ်။ဒီနောက်တော့သူဒီသမားတို့ရန်ကုန်နှစ်ယောက်နဲ့တကွသူတို့လို သမားစင်ဆရာမဟုတ်လို့စေးဆရာရိနန်းတွင်လာရောက်ခစားကြစီလို့ခေါ်လိုက်တယ်။ဒီတွင်စုတော်လက်တော်မျောကိုပြီးဟိုနှစ်ယောက်ခေါင်းဆောင်လို့တစုကြီးလာခစားကြတာအလုံးကိုယ့်အမြတ်ပြတာပဲ။ကိုယ့်အမြတ်ဘုံကလည်း ဘုံဘုံလဲမှာသူတို့လုပ်ပုံသူတို့အပြစ်ကို ပြောပြီးရေနဲ့ရာသွားချစေတာပါပဲရေခုတန်သူအ ਨੇ အပါလောက်သာအသက်ချမ်းသာကြရပဲဒေါက်တာရန်ကုတွေလည်းကုံရော နောက်လဲဒီလိုတမားသူတမားရောက်နေဝင်လို့ဝင်တော့ဦးဆက်ရှိရာစုတုန်းကအနောက်ဥရောပမှာလဲအာနာရှင်တပ်ဦးစံပိုင်တွေပေါ်ခဲ့တာပဲလေနူနီအကြံဤသုံးပြီးနိုင်ငံကောင်းအောင်လုပ်ခဲ့ကြတယ်လို့ဘိုးတော်ဖះကလည်း ဒီအတိုင်းအပြက်လုတ်ခဲ့တာပါခဏခေဒေါက်တာရန်ကုတွေကိုနှိမ်တာထက်ပိုပြင်းထန်တာမှန်ပါတယ်တအူးစံမိုင်ခင်ပင်ကိုဘုရောဖရားကြီးရက်ဆက်တယ်လို့ပြောလို့မရပါဘူးအဲ့ဒီခေတ်ကဥရောပနဲ့အရှိနိုင်ငံတွေဒီလိုအုပ်ချုပ်ခဲ့ကြတာကြီးပါပဲတကယ်တော့ဘုရောဖရားနိုင်ငံအကျိုးရှိရာရှိသောဘာသာရေးလူမှုရေးစာပေဖွံ့ဖြိုးရေး ဘတ်စုံဆောင်ရွက်တဲ့မင်းကောင်းတပါပါဆရာကြီးဦးချမ်းသာရဲ့ဟောပြောချက်ဒီမှာတင်ပြပါပြီရာဇဝင်သမိုင်းကျွမ်းကျင်သူပညာရှင်တဦးရဲ့မှတ်သားလောက်တဲ့ဟောပြောချက်တည့်ရမှုမပြောက်မပြတ်ရအောင်မှတ်တမ်းတင်အနေနဲ့အဆင့်ကူးယူဖော်ပြလိုက်ပါတယ်နားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ဆက်လက်ပြီးဖော်ပြသွားအောင်ပါမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ